စကိုင်းတိုင်းကောလင်းမြို့နယ်ရှောက်ပင်ချုံကြီးရွာကိုစစ်ကောင်စီတပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ကောလင်းပြည်ပဒဖန်စဖို့ KLPDC ကတည်ရပါတယ်။မေလ9ရက်ဒီနေ့မနေ့အစောပိုင်းတနားရီလောက်မှာဂျက်ဖိုင်တာနဲ့ဘုံနှလုံးချတိုက်ခိုက်ခဲ့ရာအရသားနဲ့အိမ်တလုံးပေါ်ကြားရောက်ပေါက်ွဲခဲ့တာလို့ KLPDF ရဲ့တာဝန်ရှိသူတူကပြောပါတယ်။ဘုံကျဲတိုက်ခိုက်မှုမှာကျွန်တော်ဘုံဒီနှလုံးချထားတဲ့အိုက်ပြည်သူအရသားနေအိမ်ပေါ်ချထားတာဗျာ။ချထားတဲ့စီမှာကျွန်တော်တို့ ပြည်သူအရအရသားပြည်သူကတော့ထိခိုက်ဒိဆုံးကတော့မရှိဘူးအဲဒီရထားလဲကျွန်တော်တို့ကားတွေနဲ့ကျွန်တော်တို့ဆိုင်ငယ်တွေပျက်စီးနေအဲဒီနေအိမ်ပဲတော်တော်လေးထိခိုက်ပျက်စီးမှုပဲဖြစ်သွားတာလရင်ကျဲတဲ့အချိန်မှာကအဲ့ဒီနေအိမ်ပေါ်မှာကကျွန်တော်တို့ယောက်ျားသားတူတော့ရှိတယ်ယောက်ျားသားတူကကျွန်တော်တို့လရင်တန်နဲ့လရင်တန်ကြားတာဆိုလရင်တန်ကြားတော့ဗျာအဲ့ဒီအိမ်ပေါ်ကနေမှအမြန်ထိုးချလိုက်တဲ့အချိန်မှာသူကတော့ဘေးလွတ်သွားတယ်ပြောဘေးကင်းသွားတယ် ဘုံကြရောက်ပါခွဲခဲ့တဲ့အင်ဟာရွာလေပိုင်းကုန်းမြင့်ပေါ်မှာရှိပြီးဘုံစာထိမှန်ပြီးနေအိမ်တစ်လုံးကဆိုင်ငယ်နဲ့ဗဖိုးကားတို့ပျက်စီးခဲ့တယ်လို့ဆိုပါတယ်ကျဲသွားတဲ့အိမ်ကတော့ကျွန်တော်ဒီရွာလေကောင်ပိုင်းလုံးပဲရွာလေကောင်ပိုင်းလုံးဆိုပေမဲ့ဂုံးမြင့်ပိုင်းနဲ့ညားတာဆိုတော့ဟိုတုံတန်းအထိကပျက်စီးမှုကတော့အဲ့ဒီကြာသွားတဲ့အိမ်ပေါ်အိမ်တူအိမ်တစ်လုံးပဲဖြစ်သွားတော့ဗောဘေးအိမ်ကြီးပါညာတော့တိုင်တယောက်မှတိုင်အိမ်မှတော့မထီတော့ဘူးဗျာ ိုက်ပွဲဖြစ်ပွားခြင်းရေလို့တော့မရှိပါဘူးဗျာကိုလိုပြည်သူတွေကိုပဲအဓိကထားကြီးအယတာပြည်သူတွေကိုပဲအဓိကထားပြီးကျဲတဲ့ဆိုတဲ့ပုံစံမျိုးပါပဲစီးရေးလှုပ်ရှားမှုမရှိဘဲနဲ့ကိုလိုကျဲတာတွေပါပဲဗျာပြီးခဲ့တဲ့ဧပြီ17ရက်ကလည်းကောလင်းမြို့နယ်ရှော်ပြကုန်းကြီးရွာကိုစစ်ကောင်စီကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံအမျိုးသမီး2ဦးသေဆုံးခဲ့ပါသေးတယ်